အာဒဲရော့ဆရာတယောက်အနေနဲ့ပြောရမယ်ဆိုရင်လက်ရှိမှာလူတွေလည်းပြောနေကြပါတယ်ပရာလောကဇီးပေါက်တယ်လို့အာကတ်ကတ်ကတ်ဖြစ်နေတယ်ပေါ့နော်ဒီလိုမျိုးတွေပြောကြရတဲ့အပေါ်မှာတော့အော်ဒီကျွန်တော်ကတော့လူတွေအားလုံးအဲ့လိုမျိုးလူသားဆန်တဲ့စိတ်လေးတွေမျိုးဖို့ပြီးတော့ကုသိုလ်ကောင်းမှုတွေများများလုပ်ဖို့အာစိန်နဂံကုသိုလ်လေးတွေလုပ်ဖို့ပေါ့နော်ဒါလေးပဲကျွန်တော်တော့ညွှန်းချင်တယ်ပေါ့ တကယ်တကယ်တမ်းအပြင်လက်တွေ့ဘဝတွေမှာမြတ်တာစိတ်လေးနဲ့နေဖို့လည်းပိုရေးကြည့်ပါတယ်ကျွန်တော်တို့လိုက်တော့မလိုက်တော့ဖြစ်ဘူးပေါ့နော်ဒါပေမဲ့အဲ့မှာကျွန်တော်တို့ဒီလှူမဲ့တမ်းမဲ့ပစ္စည်းတွေပေါ့အဲအလှပစ္စည်းလေးကြီးကျွန်တော်တို့ဂျိုးပြီးပြင်ဆင်ပေးတာတို့ကျွန်တော်တို့ရှာဖွေပေးတာလို့ပေါ့ဒါလေးတော့ကျွန်တော်နောက်နောက်ကနေလုပ်ပေးခဲ့ပါတယ်ခင်ဗျအဟုတ်ယုံကြည်ရှိပါတယ်ယုံကြည်ရှိပါတော့ဘာလို့ဆိုတော့ဖះလဲခေါ်တာတာပဲပေါ့နော်ဒီအပယ်လေးပုံစံလည်းရှိတယ်ပြီးတော့ဒီလက်ရှိမှာဖြစ်သွားတာတွေကအဲကျွန်တော်တို့ကဟိုစောတွေနဲ့ တိမ်ပါသွားကြတဲ့အနေအထားဆိုဒီလိုအရာမျိုးတွေကအများကြီးဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့ဒီကျွန်တော်တို့ဒီ2မိနစ်2မိနစ်အတောအတွင်းမှာပဲအကုန်လုံး pack pack ဆိုပြီးတော့ဘယ်လိုကူးပြောင်းသွားတဲ့အပေါ်မှာသူဇောလေးတွေမကုန်သေးတဲ့အချိန်မှာဒီလိုဟာမျိုးလေးတွေဖြစ်နိုင်တာပေါ့ဆိုတော့ကျွန်တော်ကတော့အယုံကြည်လက်ရှိပါတယ်နောက်တနည်းအားဖြင့်ကျတော့ကျွန်တော်ဒီသိပ္ပံပိုင်းအပြန်ကြည့်မယ်ဆိုရင်ဆရာတို့ကသွားနေတာကဒီတကယ်ပြင်းပြင်းထန်ထန်ထိတာရဲ့နေရာတွေကိုသွားနေတာဖြစ်တယ်လို့ကြောင်းမလို့ကျွန်တော်တို့ဒီ dashboard DVD ကနေထွက်တဲ့အနံ့အသက်တွေရှိမယ် ပြီးတော့အမြင်နေရတာတွေကအနိဋ္ဌာယုံတွေရှိတာ哦ဆိုတော့အဲ့လိုမျိုးဆိုတော့သူတို့စိတ်ပိုင်းဆိုင်ရာမှာလည်းတနည်းလေးအားနည်းနေတဲ့အချိန်ကာလမျိုးဖြစ်မှာပေါ့နော်ဆိုတော့အဲ့အမျိုးနဲ့ဒီလိုဟာမျိုးကြုံနေလို့ပဲကျွန်တော်တော့ထင်ပါတယ်ဘာသာတရားပိုင်းဆိုင်ရာရကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီရိုးရိုးလေးပဲတွေးကြည့်မယ်ဆိုလို့ရှိရင်ဒီအချိန်မှာလူတွေကအရန်တောက်ကများနေတယ်ဟိုဒေါသတွေလည်းများကြတယ်ဒေါသများရဆိုတော့ကျွန်တော်တို့ဒီဘူးဲဆိုပြီးတော့ဒေါသထွက်နေမှာမဟုတ်ဘူးလေဒီငိုနေတာ တခုခုတော့ကရောက်ပြီးတော့စိုးရင်စိတ်တွေနဲ့ငိုနေတာမျိုးတွေကလည်းဒါဒေါသတွေမှာပါနေတာပဲဆိုတော့ဒီလိုလောဘဒေါသမောဟဂိတ်ဆုံးရောက်နေကြတဲ့အချိန်ဆိုတော့ဒါကကျွန်တော်တိုက်ခိုက်တာမဟုတ်ဘူးเนาะဟိုသဘောတရားကိုပြောပြတာပါဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာကြတော့တစ်ဖက်တစ်လမ်းကနေပြီးသူစိတ်ကိုအေးစေတဲ့အရာမျိုးတွေလှုပ်တင်နေပေါ့เนาะပြီးတော့ဒီကျွန်တော်တို့ရှိတော့ဆိုရင်လည်းဒီစာရီပေထဲမှာပါတာပေါ့ဒီရဏတုတ်ရဲ့အစွမ်းနေရှိတယ်ရဏတုတ်ရဲ့ဒီကျွန်တော်ပါတယ်ဝေသာလီပြည်မှာကတ်ဆိုင်တော့ လောက်ခဲ့ကြတဲ့အရာလေးတွေရှိတယ်။အဲ့ဒါမျိုးလေးတွေကြတော့ဒီပိတ်လေးတွေကကိုယ်တိုင်ဖွင့်ရင်လည်းဖွင့်ဒါမှမဟုတ်ကိုယ်တိုင်ရွတ်နိုင်ရင်လည်းရွတ်ပေါ့နော်ဒါမှမဟုတ်နာရင်လည်းနာပေါ့ဒါမျိုးလေးတွေလုပ်တဲ့လေတစ်ဖက်မှာကြတော့လေတကယ်မြေပြင်မှာထိရောက်တဲ့အဲ့လိုမျိုးကုညီကယ်ဆယ်ရေးတွေပြည်내ထူထောင်ရေးတွေကိုကျွန်တော်တို့အားစိုက်တင်တယ်ပေါ့နော်တစ်ဖက်မှာကြတော့လေဒီဘာသာတရားကုလိုကောင်းမှုနဲ့ပတ်သက်တာမျိုးလေးတွေကိုများများလေးအားစိုက်ပြီးလုပ်နေတဲ့ကာလလိုပဲကျွန်တော်ကတော့မြင်ပါတယ်ခင်ဗျငလင်ကတော့သူအားလုံးနဲ့ပြောနေကြတယ်လို့ပါပဲ ကြုံမသိနိုင်ဘူးဗောနော်ဘယ်အချိန်ဘယ်နေရာမှာအဲဘယ်အချိန်မှာလှုပ်လာမလဲဆိုတာကြုံမသိနိုင်ဘူးဆိုတော့ငလင်အတွက်ပြောဖို့ကတော့ခက်ခဲတယ်ဗောနော်ဒါပေမဲ့음ကျွန်တော်ကိုယ်တိုင်လည်းဒီလိုမျိုးဒီငလင်သတင်းတွေမြင်နေတဲ့အချိန်မှာတော်တော်စိတ်ထဲမှာမတက်မတာဖြစ်ရတယ်နောက်ပြီးတော့အင်းဝဘက်ဆိုရင်ကျွန်တော်တတ်တတ်မှမရဘူးသေးဘူးရောက်ဘူးခြင်းနဲ့ဆန္ဒရည်လည်းရှိတယ်သွားလေခြင်းနဲ့အရာနေရာလေးလည်းရှိတယ်ဗောဒါပေမဲ့အဲ့ဒါတွေကတော့အခုအချိန်မှာဘာမှဟိုတိတ်ပြီးတော့မရှိတော့ဘူးဗောနော် အရင်လက်ရလေးမရှိတော့ဘူးပေါ့ဆိုတော့အဲ့အတွက်ကတော့တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်ပေါ့ဆိုတော့ဘာတွေလုပ်တဲ့လဲဆိုရင်ကြတော့အဲဒဲရော့ဆရာတယောက်အနေနဲ့ပြောရမယ်ဆိုရင်လက်ရှိမှာလူတွေလည်းပြောနေကြပါတယ်ပရာလောကစီးပေါက်တယ်လို့အာကက်ကက်ကက်ဖြစ်နေတယ်ပေါ့ပေါ့နော်ဒီလိုမျိုးတွေပြောကြရတဲ့အပေါ်မှာတော့အော်ဒီကျွန်တော်ကတော့လူတွေအားလုံးအဲ့လိုမျိုးလူသားဆန်တဲ့စိတ်လေးတွေမျိုးဖို့ပြီးတော့ကုသိုလ်ကောင်းမှုတွေများများလုပ်ဖို့အာစိန်နဂံကုသိုလ်လေးတွေလုပ်ဖို့ပေါ့နော်ဒါလေးပဲကျွန်တော်တော့ညွှန်းချင်တယ်ပေါ့ အာသင်္ကန်ကုသိုလ်ကံဆိုတာကြာကိုကိုနေစဉ်ပေါ့နေစဉ်ကိုနိုင်တဲ့ဟွန်အားလေးနဲ့ကုသိုလ်လုပ်တာဘာသာတရားနဲ့ပတ်သက်တာမျိုးလုပ်တာကိုပြောရပါဘူးညာဒီဘုရားရှိခိုးနိုင်တဲ့သူကလည်းဘုရားရှိခိုးသေးလိုက်ယူပေါ့အဲပိယိပဋ္ဌာန်းနေပွားပွားနိုင်တဲ့သူယွတ်နိုင်တဲ့သူကလည်းယွတ်ပေါ့နော်ပရိစိတ်တဲ့တရားထိုင်တဲ့သူကလည်းစိတ်ပေါ့ဒီလိုမျိုးလေးကိုပုံမှန်လေးလုပ်ဖို့ပါပဲအဓိကတော့ဒီကာလကဒီမေတ္တာများများ ထားပြီးတော့အဲအားလုံးနေဖို့တင့်တယ်ပေါ့နော်ဒီမေတ္တာတုတ်တွေယွတ်တယ် မေတ္တာတုတ်တွေရွတ်တယ်ဆိုတာထက်လည်းတကယ်တကယ်တမ်းအပြင်လက်တွေ့ဘဝတွေမှာမေတ္တာစိတ်လေးနဲ့နေဖို့လည်းပိုအရေးကြီးပါတယ်ဆိုတော့အဲ့လိုလေးဖြစ်စေချင်တာပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းဒီအချိန်မှာအဲ့လိုမျိုးအဆိုးတွေမပြောချင်ဘူးဟောဆိုတော့ဖြစ်ဖြစ်ပြက်ခဲ့တဲ့အနေအထားတွေမှာလာမေးကြပါတယ်ချို့ဆိုဘာနမိတ်တွေဖြစ်နိုင်လဲဘာနမိတ်တွေဖြစ်နိုင်လဲဘာကြီးဆက်ဖြစ်နိုင်လဲဆိုတော့အဲ့လိုမျိုးအဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်လည်းဒါကိုကြည့်ဖို့သိစိတ်မပါနေသေးတာတချောင်းပေါ့နော်နောက်ပြီးတော့ဟိုကြည်လိုက်လို့ရှိရင်ကောင်းတာလည်းထွက်လာမှာဖြစ်တယ်လို့ဆိုးတာလည်းထွက်လာနိုင်တယ် ဆိုတော့အစိုးနဲ့မိတ်တွေကျွန်တော်ဒီချိန်မှာမပြောချင်ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်ခုနေ့ကပြောသလိုပါပဲခုနေ့အသားသမီးကပူနေတယ်ပူနေတဲ့အချိန်မှာဟိုဒီ logi ဆရာဆိုတဲ့သူတွေကနေပြီးတော့ဘာကြီးဖြစ်တော့မယ်ညာကြီးဖြစ်တော့မယ်ဘာလို့ပြောင်းလဲမယ်ဘာတွေဖြစ်လာမယ်ဆိုတာတွေကပြောလဲကျင်းတည်နေအားဝင်မယ်မထင်ဘူးနောက်တစ်ခုကတချို့ဆိုရင်စိတ်အားညစ်နေတယ်စိတ်တွေတုံနေကြတဲ့အချိန်မှာညစ်တွန်းတွန်းပြီးရောအဲ့လိုမျိုးအကန်နေပြောတာပဲဖြစ်မယ်ပြောမှလည်းသူ့ဘက်ကိုပဲအကျိုးမရှိဘူးပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာဒီအဲ့ဒါကြောင့်မို့လို့ကျွန်တော်ကတော့ဒီအချိန်မှာ ဲ့ဒါတွေကိုတိတ်အားမဆိုင်စေချင်သေးဘူးပေါ့နော်ကျွန်တော်ဒါဆိုရင်တော့ကျွန်တော်ကိုယ့်အကိုလုံနိုင်တဲ့အဋ္ဌံလေးလုပ်တယ်မြေတားပို့တယ်မြဲမမြင်အပ်တွေအတွက်လုပ်ပေးနိုင်တာရှာလေးလုပ်ပေးတယ်ပေါ့ဒီလောက်ပဲကျွန်တော်ဖြတ်တန်းနေတယ်ပေါ့နော်ဆိုတော့ဒီချိန်မှာလို့စိတ်ညစ်နေကြတယ်ဟိုမပျော်နေကြဘူးပြောနောက်တစ်ခုကလူတွေရဲ့အကြည်ဓာတ်ပေါ့စိတ်အကြည်ဓာတ်လေးတွေအားနည်းနေတဲ့အချိန်မှာအဲ့လိုဘာလို့ပါညာလို့ပါဆိုရဲ instruction မျိုးတွေလဲပေးဖို့ကျွန်တော်စိတ်ကူးမရှိဘူးပေါ့နော်အဲ့လိုအဲ့လိုကြောင့်ပါခင်ဗျာ